ငွေစုရုံနဲ့မလုံတော့တော့ဘူးငွေကိုငွေထက်ရှာခိုင်းမဲ့ဈေးနှုန်းမြောက်နံမှုငါနီနမတဲ့ HM ရင်းနှီးမြောက်နံရဲ့ HM ကအရေးကြီးရဲ့ရင်းနှီးမြောက်နံမှုတစ်ခုဖြစ်တယ်ဥပမာတင့်မှာကျက်သိန်း9000ရှိရဆိုပါတော့မျိုးအပြင်မှာ နေကွက်တကွက်ဝယ်လိုက်ပါတယ်။နေ့အနေငယ်အကြာမှာအဲ့ဒီ data ကဖွံ့ဖြိုးလာတဲ့နေ့အမျှတင့်မြေကွက်ကလည်းတံပိုးတက်လာမှာဖြစ်တယ်။ပူကောင်းတာကအဲ့ဒီနေပေါ်မှာတိုက်ခန်းငားရမ်းဖို့အစာဦးစောက်ထားရင်လာစေဝင်ဝေရနိုင်ပါသေးတယ်။နမတ်နဲ့ ကိုဝိုင်စီးပွားရေးလုပ်ငန်းကိုဝိုင်လုပ်ငန်းခါစွန့်စားရတာများပေမဲ့အမြတ်အစွန်နဲ့အများဆုံးရနိုင်တဲ့ဤလမ်းမှာဥပမာစားတောင်းဆိုင်လေးဖွင့်မယ်ဆိုရင်တဲ့မှာကျပ်300ရောက်ရင်းနေပါမယ်ဆိုင်ကန်းအားမယ်ပြေဘောကနဲ့ချက်ပြုတ်ရေးစီးပွားပစ္စည်းတွေဝယ် စပွဲထိုးနဲ့စပုတ်မူတွေကိုခန့်ထားပါတလားကိုအကြောင်းချက်350ရင်းအမြတ်20ရာခိုင်နှုန်းလောက်ရက်မယ်ဆိုရင်တလားကို330လောက်ကျန်နိုင်ပါရဲ့နံပါတ်2 store share ရင်းလင်းမြုံနေရင် share ဈေးကွက်မှာ company ကြီးတွေရဲ့ share ဝယ်ထားခြင်းနဲ့ ်သက်စင်အမျက်ဝေစုကိုရရှိနိုင်ပါတယ်။ဥပမာတိမ်ကကျက်သိန်းတစ်ထောင်လောက်နဲ့နမယ်ကြီးကုမ္ပဏီတစ်ခုရဲ့ရှယ်ယာဝယ်ထားရင်တစ်နှစ်ကို100ရာခိုင်နှုန်းလောက်အမြင့်ရနိုင်တယ်။ဒါအပြင်ရှယ်ယာဈေးတက်ရင်လည်းရောင်းချပြီးတော့မတက်ငွေအမြင့်လည်းရနိုင်ပါသေးရဲ့။နမလေး online စီးပွားရေး ခေတ်ကာလနဲ့အညီ online ပေါ်ကစေဘာရေးတွေကအရန်ခိုင်မာလာပါပြီဥပမာတင့်ဖန်ချက်သိန်း90လောက်ရှိရင် Facebook shop လေးစတင်အိုင်းပါရယ်ကွန်ပျူစီတွေဝယ်ယူတိုးတောင်းထားပြီး online ကနေရောင်းချတာမျိုးပါတလားကိုအရန်ချက်သိန်း90ရရင်အမြတ်30ရာခိုင်နှုန်းလောက်နဲ့ တလကို15သိန်းလောက်ကျန်းနိုင်ပါတယ်။လူ90ဇေယမလို့တာကတော့အားသာချက်ပါ။နမငါငွေစုပန်အငွေနဲ့ဘောလက်မှတ်များဘာအငွေကအန်ရဲ့အနည်းဆုံးနဲ့တေချာတဲ့အတိုးရတဲ့နေလမ်းမှာဥပမာတဲ့မှာချက်သိန်း1000ရှိပြီးတစ်နှစ်စာ စိတ်ရင်းရှင်အံ့ဝေးအဖြစ်ထိုင်800ငိုင်းနှုန်းလောက်နဲ့တစ်နှစ်ကိုသိန်း80လောက်ရနိုင်ပါရဲ့အစိုးရဘွန်လက်မှတ်တွေကလည်းအလားတူပါပဲအားလုံးကိုအတုံးချနေအချို့ကိုထပ်ပြောပါမယ်နံပါတ်1ရင်းနှီးမြုံနံမှုကိုဘယ်လိုစီမံကြမလဲဆိုတာနံပါတ် ရရှိတဲ့ဝင်ငွေကိုခွဲခြားစိတ်ဖြာပါလားစေစုဆောင်ဝင်30%အရေးပေါ်သုံးဝင်20%ရင်းမြှောက်နှံမှုအတွက်50%လေးစသဖြင့်ခွဲခြားထားတဲ့မှာနမနဲ့မတူညီတဲ့နည်းလမ်းတွေကိုရောဆက်သုံးပါဥပမာငွေကျပ်3000ရောင်ရှားရှိအောင် ဗန်းအံ့ွယ်40ရာခိုင်နော် HMD 30ရာခိုင်နော်ရှယ်ယာ20ရာခိုင်နော်ကိုပိုင်လုပ်ငန်း100ရာခိုင်သိန်း100ရာစသဖြင့်ခွဲခြားမြောက်လန်ပိုင်းအိုင်ပါတယ်နံပါတ်3အစင်မပြတ်လေးလာပါစီဝိုင်းတရင်နဲ့ဖိုက်ရှုခြင်းအောင်မြင်တဲ့စီဝိုင်းသမားတွေရဲ့အတွေ့အကြုံတွေကိုလေ့လာခြင်း စီးပွားရေးဆိုင်ရာတင်နိုင်တွေတက်ချင်းတို့ကိုလောက်ဆောင်တက်มาရယ်တတိပြုရမှာကရှင်ဤမြို့နယ်မူတိုင်းမှာအနေရရှိတယ်ဆိုတာပါပဲဒါကြောင့်နားလေတဲ့နေပယ်မှာရှင်ဤမြို့နယ်မှာတခုတည်းမှာအားလုံးမထဲ့ပါနဲ့ရှိရှိအမြင်နဲ့စဉ်းစားပါအရေးပေါ်သုံးမှုအမြဲတည်ကြထားပါ ဥပဒေနဲ့အညီဆောင်ရွက်ပါမိကုံးချော့အနေနဲ့ပြောရရင်တော့ဗျာငွေကိုငွေထက်ရှာပေးနိုင်တဲ့ရင်းနှီးနှုံးနယ်တွေဟာဆွေရှိလက်ရှိလှုပ်ဆောင်ရတဲ့ကိစ္စတွေဖြစ်ပါတယ်မိမိရဲ့အခြေအနေစွမ်းဆောင်ရည်နဲ့ကိုင်းညီရဲ့နီလန်းလူကိုရွေးချယ်ပြီးစနစ်တကျလှုပ်ဆောင်သွားမှဆိုရင်တော့အောင်မြင်မှုဆိုရရှိမှာကြေကျပါတယ်